ောသားတို့ညီလေးအတွက်ကျမ်းမာရေးဗဟုသုတများမင်္ဂလာပါရှင် Snow Channel ကနေကြိုဆိုလိုက်ရပါတယ်ခုတစ်ခါမှာတော့မျိုးသားတွေရဲ့ညီလေးကျမ်းမာရေးဆိုင်ရာဗဟုသုတလေးတွေကိုပြောပြပေးသွားအောင်မှာပဲဖြစ်ပါတယ်ရှင်ညီလေးတွေနဲ့ပတ်သက်ပြီးမကြာခဏ ဒါမှမဟုတ်တခါတည်းရမှာရာရန်တာမျိုးဖြစ်ဖူးကြမှာပါအခုအမှန်ပဲနေမိသလားဒါမှမဟုတ်စူးရိမ်နေမိသလားဒါကြောင့်ရာရန်ချင်းဖြစ်ရတယ်ဆိုတာနားထောင်ကြည့်ပါဦးနော်ဒီလေရရင်ချင်းနဲ့ပတ်သက်ပြီးအိမ်မှာဆိုကိစ္စမရှိပေမဲ့လူကြားသူကြားထဲမှာရာကြီးကြီးဖြစ်နေရင်အတော်လေးနေရထိုင်ရခက်မှာအတိအချပါပဲ။ဘာလို့ရရင်နေရတလဲ။ အတအောင်ဘာဒီလုပ်နိုင်မလဲဆိုတာဒီဖို့ပြောပြပေးပါမယ်ဒီလေရာရန်တာကအတော်လေးအဖြစ်များတဲ့ဇမကြီးပြဿနာတစ်ခုပါ။ကန်ကောင်းတာကရာရန်မှုဖြစ်စေတဲ့အကြောင်းရင်းအတော်တော်များများကတအားကြီးစိုးရင်ကြာမလိုအပ်ပါဘူး။ညတော့အဖြစ်လိမ်မတစင်ကုဆတဲ့ယောဂါတွေတကူကြီးတက်ရှင်မှုအားနေတဲ့ပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ဒါဆိုရင်ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အချက်လေးကို ပြောပြသွားပါမယ်။နံပါတ်၁သုံးဆွဲတဲ့ကိုသိစက်ပြ။စက်ပြရီလိုရှင်စတာတွေထဲမှာပါဝင်တဲ့ဓာတုသက်တချို့ ਨੇ ဒဲမသက်အရင်လေရာရန်နိုင်ပါတယ်။နံပါတ်၂ညီကြီးရဲ့အရေးပြားကခနာကိုကတခြားအရေးပြားတွေထက်ပိုပြီးနူးညံ့တဲ့အတွက်ဒီလိုရာရံမှုတွေပိုဖြစ်နေတာကိုသိထားတင်ပါတယ်။နံပါတ်၃ ဟူလီရဲ့အင်္ကာကိုကူးဆက်နိုင်တဲ့မိုယောဂါတွေအများကြီးရှိပြီးတော့ကန်ဒီတာအဘီကန်လို့ခေါ်တဲ့မိုယောဂါကတော့အဖြစ်အများဆုံးပါမိုဆွေးတာကြောင့်ညီလေးတစ်ခုလုံးညီမထိထိုင်မသားဖြစ်အောင်ရာရန်ပြီးအနည်းရောအဆက်တွေလည်းထပ်ပေါ်လာတတ်ပါတယ်တချို့တွေမှာဆိုရင်ပူဆက်ပြီး အဖြူရောင်အကွက်တွေလည်းပေါ်လာတာကိုတွေ့ရပါတယ်ဒါကိုတောက်စီနဲ့ဖြေရှင်းလို့ရပါတယ် ပေါ့ဆေးကိုတော့ကျွမ်းကျင်တဲ့ဆရာတွေနဲ့တိုင်ပင်ပြီးတော့ကုသမှုခံယူပါလို့အကြံပြုပါရစေရှင်။ဆက်လက်ပြီးအမျိုးသားတွေခြားထဲမှာရေပန်းစားတဲ့ဆေးထုတ်ခြင်းနဲ့ပတ်သက်ပြီးပြောပြပါရစေရှင်။အမျိုးသားတွေကြားထဲမှာတဘာဝနီးနေမဟုတ်ပဲအလွယ်နီးလန်းဖြစ်ရှင်းတတ်တဲ့သူတွေအတွက်စီထူမာချင်းရဲ့စိုးကျိုးများကိုပြောပြပေးပါမယ်။ စီထိုးမားတယ်ဆိုရင်တော့အမြင်ဆုံးနဲ့အမှန်ကန်ဆုံးညီလန်းတွေနဲ့ကုသဖို့ပထမဆုံးအကြံပေးချင်ပါတယ်။ကြီးထွားစေအပြင်ဓာတုချောစီအနိုင်စီစမ်းသပ်မှုရှိတဲ့ဆီလီကွန်အရေးစတဲ့အစီတွေကိုထိုးမိရင်တော့သင်ဟာကင်ဆာကိုကျုံ့ဆိုနေတာလို့ယူဆလို့ရပါတယ်။ဆိုကြောရှိတဲ့အစီကိုထုံးမိရင်သေးနဲ့တက်မတဲ့ပဲခဲလာစေပါတယ်။နောက်ပြီးဖွင့်ဖြိုးစေမဲ့ ဆက်ထွက်မဲ့အကျောတွေကိုအချိန်တိုအသေးထုံးသွားစေပါတယ်။ဖွင့်ဖြိုးမှုလုံးဝရပ်တန့်သွားတဲ့အပြင်ထောင်မက်မှုကိုလည်းအားနည်းလာစေပါတယ်။ထိုးတဲ့အစီတွေဟာညာသွားတာဖြစ်ဖြစ်ရင်းစနစ်မကျထိုးမိတာဖြစ်ဖြစ်တကူကူမောင်းရင်သွားရင်တော့မူလပုံပြက်ပြီးလုံးဝပျက်စီးသွားတတ်ပါလေ။ခဲနေတဲ့ဆေးတွေဟာလူလေးရဲ့အသင်းပိုင်းကိုအနာဖြစ်ဖို့အားပေးရာရောက်စီပါလေ။ အသင်းပိုင်းအရေးပြားတွေပျက်စီးပြီးအဖြူကွက်ပေါ်လာတတ်ပါတယ်။ထိုးထားတဲ့အစီတွေဟာနေရာရွေ့ပြီးစီးကုန်တဲ့ဘောလုံးထဲသို့လည်းရွေ့သွားပြီးပြင်းစွာအောက်ဓာနာလာတယ်ဖြစ်တတ်ပါတယ်။စေထိုးမားထားတဲ့ညီလေးတွေဟာအတက်အရွေရလာတာနဲ့အများပန်းတေးပန်းညူဖြစ်တတ်ကြပါတယ်။အချို့တွေပြောတာရှိပါတယ်။စေထိုးတာကပဲလင်းကားနေရှိပြီးဘာမှမဖြစ်ဘူးတို့ပါတို့ပါ။ အဲ့ဒီလူတွေထိုးတဲ့အစီကဒိတ်မကုံသေးလို့ပါဒိတ်ကုံတာနဲ့စီးရဲ့ဆူချိုးအစွမ်းတွေကစောင့်နေပါလေစေထူမာထားတဲ့ညီလေးကိုစေမီတုံနဲ့ကုသနိုင်တဲ့ဆိုတဲ့ဟာလေယနေ့လိုခင်မှာရည်စရာကောင်းလို့လာပါတယ်သူများညပေးတိုင်းကြောင်ညာတွေတွေတိုင်းမလို့မိစီဖို့အကြံပြုပါရစေရှင် ကင်ဆာဆိုတာလူတိုင်းမဖြစ်ကြပါဘူးအဖြစ်များတဲ့သူတွေဟာလည်းစီးထူးမာထသူများသာအများဆုံးဖြစ်တာကိုတွေ့ရပါတယ်အကောင်းဆုံးကတော့ကိုယ်အရေးအစားပေါ်ကိုယ်ယုံကြည်မှုရှိဖို့ပဲလိုတာပါကြီးဖို့အဓိကမဟုတ်ပဲညီလေးချမ်းမာပြီးတဘာဝညီအတိုင်းတတ်ရှင်းဖို့ဂရုစိုက်ဖို့ပဲလိုအပ်တာပါခုပြောပြပြီးတော့ ဒါကတော့အမျိုးသားတွေရဲ့ညီလေးကျမကြီးအတွက်တတိထားစရာရှောင်ရှားစရာလေးတွေပါ အဆုံးထိ နားဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်